ရှိတော့ဆိုအသက်ကြီးမှသွေးတို့ဘာလို့ဖြစ်တယ်ဆိုတော့အခုငယ်ငယ်လေးနဲ့သွေးတို့တွေလည်းပြည့်အဲ့တော့ယောဂဆိုတာအကုသိုလ်မှုပြုလာတဲ့ပုဂ္ဂိုလ်ငယ်ငယ်တည်းကကိုယောဂများလာတယ်ပြီးတော့လည်းအသက်လည်းတိုးတယ်ဟောပါဏာတိပါဒအမှုကမကောင်းဘူးလို့သိလာသိလာတဲ့အခါမှာဒီကံတရားကလွတ်မြောက်ချင်လို့ရှိရင်ဘယ်လိုလုပ်ရမလဲကိုလုံးမိထားတယ် ဥမာပဲပါဏာတိပါဒကံလုံးမိတယ်အရိဏကတရကံလုံးမိတယ်မုသာဝရကံလုံးမိတယ်ဆိုပါစို့တခုလုံးမိလို့ရှိရင်မကောင်းဘူးဆိုတာကိုပထမမြင်ရမယ်မြင်ပြီးတဲ့အခါကျတော့နောက်ထပ်ရှောင်ရမယ်နံပါတ်2ကရှောင်ပြီးတဲ့အခါမှာကောင်းတာကိုဆက်လုပ်ရမယ်ရှောင်ယုံတတ်တတ်နဲ့မရဘူးကောင်းတာတွေကိုဆက်လုပ်ဖို့လိုသေးတယ် ဥပမာတတဝအသက်တတမကောင်းဘူးဆိုတာမြင်ရမယ်မြင်ပြီးဒီအတွက်ကြောင့်သူများတဲ့တတ်ဖို့ရှောင်ရမယ်ရှောင်ပြီးတော့မေတ္တာဘာဝနာပွားရမယ်ကရုဏာတရားထားရမယ်ကြိုးစားရမယ်ဟောအဲ့လိုဆိုလို့ရှိရင်ဟောဒီကိုလုတ်ခဲ့တဲ့ပါဏာတိပါဒကံကတဖြည်းဖြည်းနဲ့သူ့ကိုကုသိုလ်ကံတွေကလွန်မိုးထားသည့်အတွက်ကြောင့်အကျိုးပေးဖို့သူ့မှာ chance မရတော့ဘူးအခွင့်အရေးမရဘူးလို့သူပြောပြောင်းသွားတယ်လို့ပြောတာမဟုတ်ဘူးနော်အခွင့်အရေးမရအောင်လုပ်ထားလို့ရတယ် isolate တယ်ဆိုပါစို့မျိုးစေ့လေးတစ်ခုဟာမြေနဲ့ရေနဲ့မထီရလို့ရှိရင်အပင်မပေါက်ဘူးဒါသိကြအဲ့တော့မြေနဲ့ရေနဲ့မထီရအောင်ခြောက်သွေးတဲ့နေရာပလင်းထဲတို့တနေရာမှာထည့်ထားရင်အဲ့ဒီမျိုးစေ့တွေကအပင်ပေါက်ပါအောင်မလားမပေါက်ဘူးအဲ့ဒီနီးပဲ မကောင်းတဲ့ကံကိုအဲ့ဒီလိုဖယ်ရှားဖြစ်တဲ့နီးမျိုးစေ့ကိုဖြည့်ဆည်းဖြစ်တဲ့နီးကြတော့ဒီတဲ့ပြင်းထန်တယ်အဲ့ဒါကြပါတော့ဆိုရင်တရားချင့်ပြီးတော့မဲ့ဖို့နေပါကိုရအခုပြောတဲ့စတုထကံမျိုးအမဲလည်းမဟုတ်ဘူးအဖြူလည်းမဟုတ်ဘူးမဲခင်၈ပါးကိုပွားတယ်ဘုဇင်၇ပါးကိုပွားတယ်ပွားလိုက်သည့်အတွက်ကြောင့်အဲ့ဒီမဲမဲခင်တို့ဘုဇင်တို့ဆိုတဲ့မဲ့စိတ်နဲ့ရှင်ပြီးတော့ဖြစ်လာတဲ့စေရနာဆိုတဲ့အဲ့ဒီသဘာဝတရားတွေက ရှိသမျှကံတွေကိုခြေဖြတ်ပြစ်တယ်ခြေဖြတ်ပြစ်တယ်ဆိုတာကံကိုတိုက်ရိုက်ခြေဖြတ်တာမဟုတ်ဘူးကံဒီကိလေသာနဲ့ပေါင်းမှ အကျိုးကိုထုတ်လုပ်တယ်အဲ့ဒီကိလေသာတွေကိုဖျက်ဆီးပြစ်လိုက်တယ်ကိလေသာဖျက်ဆီးပြစ်လိုက်လို့ရှိရင်ကံဒီအကျိုးမပေးနိုင်တော့ဘူးလို့ဒီလိုပြောတယ်အဲ့ဒီနည်းကနေပြီးတော့ကံကနေလွတ်မြောက်သွားနိုင်ပါတယ်ဒါလွတ်မြောက်စေတဲ့နည်းတစ်ခုပဲเนาะလွတ်မြောက်အောင်လုပ်တဲ့နည်းတစ်ခုပဲ ကံတရားတွေအလုံးကလွတ်ဖို့ဘု து ကိုခြေဖြတ်ရမှာလေကိရိနာကိုခြေဖြတ်။ဒါကြောင့်မလို့ကြည့်ဘုသုံးပါးဆိုအလုံးကြားဘူးကြ။ကမ္မဝိကိလေသာဝိဝိပါကဝိအဲ့ဒါကိုမြန်မာလိုနားလည်အောင်ပြောမယ်ဆိုလို့ရှိရင်ကိလေသာဝိဆိုတာဘာတော့ဆိုလိုခြင်းနဲ့လိုခြင်းတော့ဘာလို့လဲလိုခြင်းတော့လုတ်တယ်လုတ်တော့ဘာဖြစ်လဲရတယ်။ဟောစကားသုံးခုမှတ်တာ။ လိုချင်တယ်လုပ်တယ်ရရတော့ဘာဖြစ်ပြန်တော့လိုချင်ပြန်တယ်လုပ်ပြန်တယ်ရပြန်တယ်ဘာဖြစ်တော့လိုချင်ပြန်တယ်လုပ်ပြန်တယ်ရပြန်တယ်ဟောဒီဟာလဲနေတာအဲ့ဒါကိုဝတ်လဲတယ်လို့ပြောတာနော်လူတွေကဒါကိုဝတ်လဲတယ်လို့မထင်ဘူးသူများမဟုတ်တာလုပ်ပြီးကိုခံရတဲ့အခါကျမှငါဝတ်လဲတာပဲနဲ့ပြောနေတယ်ဒီမှာဝတ်လဲတယ်ဆိုတာအဲ့ဒါကိုပြောတာမဟုတ်အเจ้าနဲ့အကျိုးနဲ့ဆက်ပြီးလဲနေတာကိုပြောတာနော် အကြောင်းနဲ့အကျိုးဆက်ပြီးတော့လဲနေတာကိုပြောတာကြည့်ကိလေသာဆိုတာလိုချင်တယ်ဆိုတာတဏှာကိုပြောတာဒါကိလေသာဝတ်ကိလေသာဝတ်ရှိတဲ့အခါကျတော့လိုချင်လို့ဘာဖြစ်တုံးလုတ်တယ်ဟောကမ္မဝတ်တွေကံတွေဖြစ်တယ်လို့ပြောတာလုတ်တော့ရတယ်ဆိုတာဝိပါကဝတ်ရလာပြန်တော့လိုချင်ပြန်တယ်ဆိုတာကိလေသာဝတ်ပြန်ဖြစ်လာတယ်ဟောလဲနေအဲ့တုံးခု အကံကလေးသုံးခုလဲနေတယ်ဆက်ဝိုင်းလေးထဲမှာအကံကလေးသုံးခုထားလိုက်တစ်ခုကလိုချင်တာတစ်ခုကလှုပ်တာတစ်ခုကရတာဟောလဲပတ်နေရလာရင်ထပ်လိုချင်ပြန်တယ်ထပ်လိုချင်ရင်ဘာဖြစ်ပြန်တော့ထပ်လှုပ်ပြန်တယ်ထပ်လှုပ်ပြန်ရင်ဘာဖြစ်မှာတော့ထပ်ရပြန်တယ်အဲ့တော့ဘယ်အကန့်ကိုဖြတ်ရမလဲလို့ဆိုလို့ရှိရင်လိုချင်တယ်ဆိုတဲ့ကိရိတာအကန့်ကိုဖြတ်ရတယ် လိုချင်တယ်ဆိုရဲအဲ့ဒီအကန့်ကိုဖြတ်လိုက်လို့ရှင်မလိုချင်တော့ဘူးဟောကိလေသာမရှိတော့မရှိတော့ဘာဖြစ်တော့မလုံတော့မလုံရင်မရတော့ဘူးဒီလိုသွားအဲ့ဒါကိလေသာဝတ်ကိုပယ်လိုက်လို့ရှင်ကာမဝတ်ကပယ်ပြီးသားဖြစ်သွားတယ်ကာမဝတ်ပယ်လိုက်လို့ရှင်ထိုကံကထုတ်လုပ်တဲ့အကျိုးတရားတွေမလာတော့ဘူးဒါကြောင့်မို့လို့တရားတော်မှာပရိစ္ဆေသမုပ္ပါမှာကြည့်နေ ကမ္မဝတ်နဲ့ကိလေသာဝတ်နှစ်ခုတွဲပြီးတော့ဘဝတစ်ခုထုတ်တယ်ဆိုတာဘုရားဟောထားတယ်။အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏ။ဝိညာဏဆိုတာဒီဘဝရဲ့အစဆုံးစိတ်ကိုပြောတာ။အဲ့ဒီအစဆုံးစိတ်ကလေးကိုဘသူကထုတ်တုံးဆိုရင်အဝိဇ္ဇာနဲ့သင်္ခါရနှစ်ခုပေါင်းထုတ်လိုက်တာ။အဝိဇ္ဇာ